တောင်တွင်ရွှေပြည်ကဗျာနေတန်းတောင်တွင်ရွှေပြည်ကဗျာသည် အင်းဝါခေတ်တွင်ထင်ရှားလာသော စာဆိုတဦးဖြစ်သည့်ရှင်မဟာသီလဝန္ဒ၏ယတုကဗျာတပုတ်ဖြစ်သည်ဤကဗျာတွင် စာဆိုရှင်မဟာသီလဝန္ဒသည်မိမိမွေးရထာနေကိုချစ်မြတ်နိုးသူပြီးပြီးဇာတိချက်ကျွေတောင်တွင်မြေ၏အလားနှင့်ဂုံရီတို့ကို အမွန်းတင်ဖွဲ့ဆိုထားကြောင်းတွေ့ရှိနိုင်သည်ကဗျာအမျိုးအစားနှင့်ကဗျာနောက်ခံတောင်တွင်ရွှေပြည်ကဗျာသည် တုကဗျာအမျိုးအစားဖြစ်သည်ယတုဟူသောစကားသည်တက္ကရဘာသာစကားရီတုမှဆင်းသက်လာသည် အခါယာသည်အခြေအနေတို့ကို ဖွဲ့ဆိုရာမှ နောင်အခါတွင် အခါယာသည်သာမက အခါယာသည်နှင့်ဆက်ဆက်နေသော အလွမ်းအဆွေးများကိုပါထည့်သွင်းရေးဆက်လာကြသည်ယတုသည်လေလုံးဆက်လင်္ကာတစ်မျိုးပင်ဖြစ်သည်ယတုဖွဲ့ရာတွင် စီကံတမတ်ချက်များရှိသည်ယတုကို တပိုက်မှာ၃ပိုက်အထိဖွဲ့နိုင်သည် တပိုက်သေးဖွဲ့လျင် ဧကပိုက်ယတုနှစ်ပိုက်ဖွဲ့ဆိုလျင်အဖြေခံယတုသုံးပိုက်ဖွဲ့ဆိုလျင်ပိုက်ဆောင်ယတုဟုခေါ်ဆိုကြသည်ယတုအဆုံးချရာတွင်လည်း9လုံး9လုံး17လုံး15လုံး19လုံးစသည်ဖြင့်အမျိုးမျိုးအဆုံးချလေးရှိသည်များသောအားဖြင့်9လုံးချနီးခိုင်းညွန့်ခက်ဖြာချနီးကိုရေးဖွဲ့လေးရှိသည်ဤတောင်နှင်းရွှေပြည်ကပြာယတုကိုဆရာတော်ရှင်မဟာတိလဝန်တသည်အပိုက်သုံးပိုက်ခွဲကပိုက်ဆောင်ယတုဖြင့်ဖွဲ့ဆိုထားသည် ဆရာတော်သည်တောင်တွင်းကြီးမှအင်းဝါသို့တွားရောက်ခဲ့တော်လဲမိမိမွေးဖွားရာဖြစ်သောဇာတိမြေကိုချစ်မြတ်လို့သူဖြစ်ကြောင်းဤတောင်တွင်းရွှေပြည်ကပြားကတည်တည်ကံလျက်ရှိသည်အကြောင်းအရာအချုပ်ဇာတိမြေဖြစ်သော တောင်တွင်းကြီးမျိုးဤဂုံဤကိုဖွဲ့ရာတွင် တောင်တွင်းသူခင်ဦးဟုသောအမျိုးသမီးလေးက အင်းဝါသားခင်ညိုကိုတောင်တွင်းကြီးမျိုးအကြောင်းပြောပြနေဟန်ဖြင့်စာဆိုကားရေးဖွဲ့ထားသည် ပထမအပိုက်တွင်တောင်တွင်းကြီးမျိုးဤနန်းတော်မျိုးယို တဇောင်းပြတ်သက်တို့နှင့် တင့်တယ်ခန္ဓာပုံအုတ်ချုပ်သောမင်းသည်လည်းမင်းကျင့်တရားနှင့်အညီအုတ်ချုပ်ပုံဘာသာသာသနာတို့ဖြင့်ပွင့်လင်းစီပင်ပုံတို့ကိုဖွဲ့ဆိုထားသည်ဒုတိယအပိုက်တွင်တောင်တွင်သူခင်ဦးကအင်းဝါသာခင်ညိုအားမိမိသည်ဇာတိမြေနှင့်မခွဲခွာဘူးပုံအင်းဝါတို့လိုက်ပါရန်မိများပင်သွေးဆောင်ပါတော်လဲရှင်းနောက်တို့လိုက်ပါလိမ့်မည်ဟုမကြီးမှတ်ပါနှင့်မိမိဇာတိမိမာလွဲ၍မိတိအယက်ဒေတာတွင်များနေမိမဟုတ်ကြောင်းပြက်ပြက်တတ်တာညင်းဆူပုံတို့ကိုဖွဲ့ဆိုထားသည် တတိယပိုက်တွင်တောင်တွင်းကြီးမြို့၌ပွဲလန်းသပင်များဆင်ရင်ကျင်းပါပုံခင်ဦးဤမြို့ရိုးမှလည်းထန်းစဉ်ထန်းလင်းအဆောင်အရွက်အရာမင်းမှုရန်မြို့ရိုးဖြစ်ကြောင်းဂုံယူပုံမိဘအုပ်ချုပ်မှုအောက်တွင်အကျင့်သီလဆောင်ထင်းလျက်အလေးနှင့်ခံယူတတ်သည့်ခင်ဦးမှခင်ညိုဤမေတ္တာတောင်းခံချက်ကိုညင်းပယ်ပုံတို့ကိုဖွဲ့ဆိုထားသည်ရည်ရွယ်ချက်တောင်တွင်းရွှေပြည်သည်တာယာတင့်တဲ့နေခြင်းစွဲရှိသည့်နှင့်အမျှတောင်တွင်းသူတောင်တွင်းသားတို့ကလည်း ုမျိုးကိုရာကိုခင်မင်တွေ့တာကြကြောင်းတင်ပြလိုသောရည်ရွယ်ချက်ဖြစ်သည်ရည်ရွယ်ချက်တို့ရောက်အောင်ပို့ဆောင်ပုံအကြောင်းအရာတောင်နှင်းရှိပြီးရတုတွင်စာဆိုသည်အင်းဝါသားခင်ညိုနှင့်တောင်နှင်းသူခင်ဦးဟုသောဇက်ဆောင်နှစ်ဦးကိုဖန်တီးထားသည်ခင်ညိုကခင်ဦးကိုအင်းဝါသို့လိုက်ပါရန်ခေါ်ဆိုသည်ထိုအခါခင်ဦးကမိမိဇာတိမည်သည်မိမြတာယာတင့်တယ်၍နေခြင်းစွဲရှိကြောင်းနှင့်တောင်နှင်းသူတောင်နှင်းသားသည် ုမျိုးကိုရွာကိုမြင်းများခင်မင်တွေ့တာကြသူများဖြစ်ကြောင်းခင်ညို့ကိုပြောပြပုံအကြောင်းပါဝင်သည် အကြောင်းအရာအပြင်အဓိကအချက်၃ချက်တွေ့နိုင်သည်ရင်းတို့မှာ၁တောင်းနှင်းရွှေပြည်ဤတင့်တယ်ခန္ဓာပုံ၂တောင်းနှင်းသူခင်ဦးဤမိမိဇာတိရေမြေကိုချစ်မြတ်နိုးပုံ၃မိဘမျိုးရိုးမြင့်မြတ်သူခင်ဦးဤအကျင့်သီလဆောင်ထိန်ပုံဖြစ်သည်တောင်းနှင်းရွှေပြည်ဤတင့်တယ်ခန္ဓာပုံကို ဖော်ပြရာတွင် တောင်ရင်းကြီးမျိုးအသည့်အချက်ချာကြသောမြင့်မြတ်သောမြေ၌တည်ထားသောမျိုးဖြစ်ကြောင်းစစ်ရေးကြုံကစစ်သားတထောင်စုဆောင်ပေးရသောထောင်ပြူးမျိုးဖြစ်ကြောင်းထို့ပြင်တောင်ရင်းကြီးမျိုးသည်မျိုးအင်္ဂါရံများဖြင့်ပြည်စုံသောမျိုးဖြစ်ကြောင်းကိုဖော်ပြထားသည်တောင်ရင်းကြီးမျိုးကို ကြည်လင်နှဆိုင်သောကျုံကြီးကပတ်ရံလျက်ရှိသည်အေးမြသောကျုံလေအလင်းထဲတွင်လည်းလာရောက်ထွန်ပါမှပွင့်လန်းကြသောဘရုံမှာကြာပန်းတို့ကလည်းဝေဝေဆာဆာဖူးပွင့်နေကြသည် တောင်တွင်ကြီးမျိုးဤမျိုးရိုးကြီးမှလည်းတန်နာကြောင်များစီထားပြီးတကယ်သူရရဲနေနေပါသည်မျိုးရိုးပေါ်ရှိတဆောင်ပြတ်များကလည်းလှပတင့်တယ်ပါသည် ထုတ်ပေါင်း60ခန်းဖြင့်တိဆောက်ထားသောနန်းတော်ကြီးမှလည်းခန်းနာလှပပေသည်ရန်သူများမျိုးတွင်သူမဝင်နိုင်စေရန်ရဲလောင်းရင်သားတို့ဖြင့်လည်းအခိုင်အမာ ရှိနေပါသည် တောင်တွင်ကြီးမျိုးဤလေးဘက်လေးလံတွင်တကားကြီးလေးတွေကလည်း ရှင်ဝန်ခန္ဓာလှပါပေသည်ဟုတောင်နှင်းရွှေပြည်၏ခန္ဓာတင့်နယ်ပုံကိုအနုစိတ်တရုတ်ဖော်ပြကသားခဲ့သည်ထို့အပြင်တောင်နှင်းကြီးမျိုးကိုအုပ်ချုပ်သောမင်းသည်လည်းအချင်းသီလနှင့်ပြည်စုံသောဆွေတော်မျိုးတော်တို့ဖြင့်လည်းတိုက်တိုက်ဝမ်းဝမ်းညီညီညွတ်ညွတ်ရှိပါသည်တောင်နှင်းကြီးမျိုးတွင်ဗုဒ္ဓသာသနာတို့ဖြင့်လည်းစီပင်ထွန်းကားလျက်ရှိပါသည်မြတ်စွာဘုရား၏တတော်မူတော်များဌာပနာထားသော ရွှေရင်တောင်စီတီရွှေစည်းကုံစီတီထူပါယုံစီတီထသောထင်ရှားကျော်သောဘုရားများလည်းရှိသည် တောင်တွင်းကြီးမြို့သည်ဖျားတရားတန်ကဒီဟုသော ရနာသုံးမှာစီပင်ထုံးကားသဖြင့်ជីနူးအေဂျင့်လျက်ရှိပေရာမြို့တကာမြို့ဤအကောင်အဖျားဖြစ်ပြီးလက်ပြကြီးတများလှပပေသည်ဟုချီးမွမ်းဖွဲ့ဆိုထားပုံကိုတွေ့နိုင်ပါသည်တောင်တွင်းသူခင်ဦးဤမိမိဇာတိရည်မြေကိုချစ်မြတ်နိုးပုံမှာလဲချီးကျူးနှစ်သက်ဖွယ်ကောင်းလာသည်ပြိုရွယ်သော အင်းဝါသားခင်ညိုကတောင်တွင်းသူခင်ဦးကိုအင်းဝါသို့လိုက်ရန်ခေါ်သည် ိုအပ်ကတောင်တွင်းသူခင်ဦးကတောင်တွင်းကြီးမျိုးသည်မိမိမွေးဖွားရာဒေသဖြစ်ပါသည်မိမိဇာတိမြေမှာတဖွားမှမခွက်ခါဘူးပါဥပမာထုံးစံပြရည်ပြောရလျင်ငှက်တခါပြန်နိုင်လောက်သည်ခရီးသို့၎င်းခေါလောင်ထိုးတန်ကြားနိုင်လောက်သည်ခရီးသို့၎င်းရေချောင်းတွင်ငားရှာသွားသောယောက်ျားသည်ဝေဝေမသွားနိုင်တကဲ့သို့ကြက်တခါတွင် အချိန်အတွင်းမှသွား၍ရောက်နိုင်သည်ခရီးလည်းမသွားဘူးပါအင်းဝါတို့လိုက်ပါအောင်မိမြပင်သွေးဆောင်တော်လဲမိမိဤဇာတိမြေမှလွဲ၍ ိသည့်အရက်ဒေသတွေများနေမည်မဟုတ်ကြောင်းပြက်သားစွာညင်းလိုက်ပုံကိုတွေ့နိုင်သည်မိဘမျိုးရိုးကြီးမြတ်သူခင်ဦးကအချင်းဒီလာစောက်တီပုံမှာလဲလေးစားအတူယူပွဲကောင်းလာသည် ခင်ဦးတို့မျိုးရိုးသည်မင်းမှုတန်းမျိုးရိုးဖြစ်သည်မင်းမှုတန်းဟုဆိုရာတွင်လဲတာမညမင်းမှုတန်းမျိုးမဟုတ်ပေထန်းစဉ်ထန်းလင်းအဆောင်အရွက်ရသောမင်းမှုတန်းမျိုးဖြစ်သည်ခင်ဦး၏မိဘတို့မှာလူတီဟူ၍မတောင်းတရလာအောင် ပြည်သူချမ်းသာသူများဖြစ်ကြသည် သို့သောဆွေကုံမျိုးကုံကြောင့်မန်မာနာမတက်ကြပါပြည်တွင်းပြည်ပါဒစိမ့်တကြဲတို့နှင့်ဆက်ဆံရာတွင်၎င်းရဝေးရန်နီတို့နှင့်ဆက်ဆံရာတွင်၎င်းအင်းစည်းတွင်တွေ့ရသောသူတို့နှင့်ဆက်ဆံရာတွင်၎င်းတင့်တင့်အောင်ပေါင်းသင်းဆက်ဆံကြပါသည်ခင်ဦးကိုယ်တိုင်သည်လည်းရှင်းပါသီလာဆောင်ထင်းသူဖြစ်ပါသည်ထို့သို့သောဂုံဒိခါတို့နှင့်ပြည်စုံသည့်မိဘတို့၏အုပ်ချုပ်မှုအောက်တွင်ရင်ကြီးလိမ်မာစွာရှိသောခင်ဦးမှအင်းဝါသာခင်ညိုနောက်သို့အဘယ်မှလိုက်နိုင်ပါမည်နည်း မိဘတို့အပေါ်ချစ်ခင်ကြည်ညိုသောအကျင့်သီလဆောင်ထင်းလျက်ရှိသောခင်ဦးကိုကမ်းညွှတ်ချစ်ကြည်လာအောင်ချော့မြူ၍မရနိုင်ပါဟုခင်ဦး၏မေတ္တာတောင်းခံချက်ကိုအပြီးအပြတ်ညှင်းပယ်လိုက်ပါသည်ထို့အကြောင်းကြောင့်တို့ကြောင့်ရည်ရွယ်ချက်သို့ရောက်အောင်ပို့ဆောင်ရေးဖွဲ့ထားသည်အရေးအဖွဲ့တောင်းနှင်းရှိပြီးရတုသည် အချီညီအချညီသော ပိုက်ဆောင်ရတုတစ်ပိုက်ဖြစ်သည်ရတုတစ်ပုတ်လုံးသည်တောင်းနှင်းရှိပြီးမြို့ပြအခင်အကျင့်တယုတ်ဖို့အဖွဲ့နန်းတော်၏ခန္ဓာထဲဝါပုံအဖွဲ့ ခင်ဦး၏စိတ်နေသဘောထားအဖွဲများကြောင့်ကြပြတပိုင်လုံးမှာတရုတ်ဖို့အဖွဲများအပြင်ပေါ်လင်းလျက်ရှိသည်တောင်တွင်ရှိပြည်ကြီး၏ခန္ဓာတင့်နယ်ပုံကို တောင်တွင်ကော်မီဒို့ရှိပြည်မူရင်းကြီးနှဆုံးကျုံလဲတီတာလာပကြာနှင့်တန်နာအတီ CEB တို့မျိုးနှင့်တစောင်းရဲလောင်ရင်ထားတကားလေးသွဲဖိုင်ဖိုင်ကျဲဤဟုတရုတ်ဖို့ရေးဝဲထားသည် ခင်ဦးတို့အကြောင်းကဖျားတို့တင်းနေတဲ့တဲသွာလာပုံကို အခါတမရာရောက်လာကလည်းဌာနဖရာចောင်းငံသွားတော့ဝစားစင်ရင် ထန်းစင်ထန်းနေစီနင်းသက်သွဲအံ့ပွဲရိပ်ဆက်ကြိုင်ချင်းရှက်မြဟူ၍စိတ်မျက်စိနဲ့မြင်ရလာအောင်တရုတ်ပေါ်ရေးဖွဲထားသည်ဤတရုတ်ပေါ်အဖွဲများကရည်ရွယ်ချက်တို့ရောက်အောင်များသောထောက်ကူလျက်ရှိသည်ထို့သောတရုတ်ပေါ်အဖွဲကောင်းများဖြစ်စေရန်စကလုံးရွေးချယ်မှုကောင်းလာပါသည်ဤရတုသည် စာဆိုသည်စကားအသုံးနှုံးကိုထိထိမိမိရွေးချယ်သုံးနှုံးထားနိုင်သည်ကို တွေ့ရသည် တောင်တွင်းကြီးမျိုးကိုတောင်တွင်းခေါ်မီဒို့ရွှေပြည်ဟုဖွဲ့လိုက်သည်ညအခါလာရောင်ခံရဲ့ပွင့်သည်ကုမုတ်ရွာဂျာပန်ကိုကုမုတ်ရွာဂျာဟုမရေးဘဲလာဘကြာဟုစကားပရိရဲ့ဖြင့်တုံထားသည်မှာနှစ်သက်စွဲဖြစ်သည်ခရီးအကွာအဝေးကိုပြောဆိုရာတွင်ငှက်ပြန်ခေါင်းလောင်းဟူ၍၎င်းအချိန်အတိုင်းတာကိုပြောဆိုရာတွင်ကြကားတကွေးဒေါန်းတငေးဟူ၍၎င်းမြင်းလွယ်သည်အယိုးရှင်းသောတကလုံးများဖြင့်စီရင်လိုက်ဖက်အောင်ရေးဖွဲ့ထားသည် အင်းဝါသာခင်ညိုအားဖွဲ့ရာတွင်မြ ాయి အသွေးကဲ့သို့စိုးပြေလက်ဆက်ပြီးဖားချိုင်းသူဟုမဆိုဘဲမြ ాయి ကျိုင်းထွားရွှေဝါသားဟုတမာပုတ်ဖြင့်ဖွဲ့ဆိုထားပြရာကြိလင့်မှုရှိသောကြောင့်ဩဇာကုံမြောက်ပါသည်မေတ္တာမြဲချီဟုသောအသုံးသည်ဒရမဲ့သောမေတ္တာကိုဒရရှိ၍သုံးသော ကရိယာချီဖြင့်တွက်ဆက်သုံးခြင်းတီလာထုံဟုသောအသုံးသည်ယနေ့မဲ့သောတီလာကိုယနေ့ရှိ၍သုံးသောကရိယာထုံဖြင့် တွက်ဆက်သုံးထားခြင်းတို့ကြောင့်ထိုအဖွဲ့များသည်တမာတိကုံမြောက်သောအဖွဲ့များဖြစ်သည်ထိုကုံမြောက်သောအရေးအဖွဲ့များကရည်ရွယ်ချက်သို့ရောက်အောင်ပံ့ပိုးပေးတဲ့ကဲ့သို့လင်္ကာမြောက်သောအဖွဲ့စည်းများကလည်းရည်ရွယ်ချက်သို့ရောက်အောင်ပို့ဆောင်ပေးပြန်ပါသည်တောင်နှင်းကြီးမျိုး၏မျိုးရိုးကြီးရရဲ့နီနေပုံကိုတဏ္ဍာအတိအစီအီဘီတို့ဟူသောဥပမာအလင်္ကာကပုံမထင်ရှားစေသည်ခေဥကဇာတိမြင်မှခရီးဝေးသို့ခွဲခွာရင်မသွားဘူးကြောင်းကိုရေချောင်းရှာသောယောက်ျားလာသို့ဟူသောထင်မြင်လွယ်သည့် ဥပမာအလင်္ကာမြောက်အဖွဲကိုတွေ့နိုင်သည်တောင်နှင်းရွှေပြည်ဤနေချင်းစပွဲတာယာပုံကိုနတ်ပြည်တည်းများလှဲ့ဟုသောနှမ်းရှင်ပုံကလည်းအလင်္ကာမြောက်ပေသည်ထို့ပြင်မိမိဇာတိမြေမှာရဝေးတို့မသွားဘူးကြောင်းကိုစကားတကွေးတောင်တငင်းများဟုအလွန်အကျုံဖက်ဆိုထားပေရာအတိတရဟုတ်သည့်အလင်္ကာမြောက်သည်ဟုဆိုနိုင်ပေသည်တောင်နှင်းကြီးမျိုးဤခန္ဓာကြီးကျယ်ပုံတာယာလှပပုံတို့ကိုကြည်နူးနှစ်သက်ခွဲတွေ့မြင်ရသဖြင့်တဏှာရတကိုခံစားရစေသည်ထို့အတူနန်းနှင်းသူခင်ဦးဤ ဇာတိမီချစ်စိတ်လူယိုကုံတိခါကိုမညိုးစေလိုသောစိတ်ဆောင်းထင်းသောအကျင့်သီလတို့သည်စာဖတ်သူတို့အားနှစ်သက်မှုကိုဖြစ်စေသည်ယတုတပိုင်လုံးသည် စာဆို၏စကားအသုံးနှုန်းဂုံအလင်ကားရာသမြောက်အေးအပွဲဆွမ်းဤတို့ကြောင့်ကြပြာဤရွယ်ချက်တို့ရောက်အောင်ပို့ဆောင်နိုင်သည်ကိုတွေ့ရသည်ခြုံငုံသုံးသက်ချက်တောင်းနှင်းရှိပြီးယတုကြပြာသည်ရှည်ရှည်ရနှင့်ပတ်သက်၍ဆရာတော်ရေးဖွဲ့ခဲ့သည့်တပုတ်တဲသောယတုဖြစ်သည် အခြေသဘောရောနှောနေသည့်ဇလန်းကပြတပုတ်ဖြစ်တော်လဲဆရာတော်ဤအရေးအဖွဲကောင်းမှုကြောင့်နန်းတွင်သူခင်ဦးဤဇာတိမြေချစ်စိတ်မှာနှစ်သက်အတူယူွယ်ထင်ရှားပေါ်လင်လျက်ရှိပေတော်သည်ဟောအားရာများအချာအချက်အချာပါဝါရမြတ်တော်ထောင်ပြူခြင်းစေရေးရှိလျင်စစ်သားတထောင်စူဆောင်းပေးရသောမြို့ရဲလောင်နန်းမြို့တကားဝတွင်အပြင်ကားဖြင့်အတွင်ချင်းမြောင်းလျက်ဘေးနှစ်ဖက်ကာယံထားသော ဝင်လန်းမြောင်းဥလေလန်းမှာ ရင်သာမြို့တကား၏အပြင်ဘက်၌ခန့်ခန့်သော တိုင်းနှစ်တိုင်းတွင်တန်သုံးဆင့်လှုပ်ကန်ထားသောအရာငွေပုံငွေတော်တတ်တော်တို့ကို စုပုံထာပနာထားသောဇေဒီပထိုနယာနာယပတိတောင်လေးမျိုးကိုစတည်သောမင်းကိုရည်ညွှန်းသည်တေမီတေမီအသေးရှိသောမြေသွေးကြီးဖြောင်းဖြားသွေးဆောင်သည်တန်လှင်မွန်းထန်းစဉ်တစ်မျိုး ရှေ့နောက်ထန်ဖိုးရသည့်ထန်ဖိုးနှစ်ခုအလယ်တွင်ချိတ်ဆွဲထားသောထိုင်စရာလဲလောင်းစရာအခင်းနှင့်ကာယံထားသည့်တင်းနေပါသောပကတ်တစ်မျိုးဂျိုင်းရိုးရှည်တထားသောထီးနှင့်သဏ္ဍန်တူသောမင်းမူးမတ်စသည့်တို့၏အဆောင်ရောင်တစ်မျိုးလေးလာရန်မိကုံများမိကုံတို့တက်တောင်းနှင်းရှိပြီကြပါသည်မြည်သည့်ခက်တွင်ပေါပေါက်သည်နီနှင့်တောင်းနှင်းရှိပြီကြပါကိုမြည်သူရေးသည်နီ၃ကြပါအမျိုးအစားကိုဖော်ပြပါ၄ ကပြအကြောင်းအရာမှာအဘယ်နည်းငါတောင်းနှင်းရှိပြီရတူဤအချီပိုက်၃ခုကိုဖော်ပြပါ၆တောင်းနှင်းရှိပြီရတူဤအချားပိုက်၃ခုကိုဖော်ပြပါ၇တောင်းနှင်းရှိပြီကပြမှာတောင်းနှင်းသူဤအမိကိုရေးပါ၈ညဝသားဤအမိကိုရေးပါ၉တောင်းနှင်းရှိပြီရတူလာအဓိကအကြောင်းအရာ၃ချက်မှာတစ်ချက်ကို ရေးပါ၁၀တောင်းနှင်းရှိပြီကပြဤရေချက်ကိုဖော်ပြပါ၁၁တောင်းနှင်းသူခင်ဦးက င်းဝါသားခင်ညိုကိုမိတိမျိုးကြောင့်ပြောပြနေသည်တနည်း၁၂ထာပြူမျိုးဟူသည့်အဘယ်နည်း၁၃ရဲလောင်းဟူသည့်အဘယ်နည်း၁၄ရင်သားဟူသည့်အဘယ်နည်း၁၅တောင်တင်းရှိပြည်ရတုလာဥပမာအလင်္ကာတစ်ခုကို ရေးပါ၁၆ဤရတုပါအချိန်အတိုင်းတာကိုပြောဆိုရေးဖွဲ့ထားသောအဖွဲ့တစ်ခုကို ရေးပါဆက်ကုံဤရတုလာတမာတိဂုံမြောက်သောအဖွဲတစ်ခုကိုရေးပါဆက်ရှိဂျိုင်းဟုသော ဟောအားကို ရှင်းပြပါ မေကွန်းရှိတတောင်းရင်းရှိပြီးရတုကပြာဤရွယ်ချက်နှင့်ရွယ်ချက်တို့ရောက်အောင်ပို့ဆောင်ပုံကို တင်ပြပါနှင့်တောင်းရင်းရှိပြီးရတုမှာစာသူရှင်မဟာတိလဝန်သားဤအရေးအဖွဲ့ဆွမ်းဤကိုလေးလာအကဲဖြတ်ပါတောင်းရင်းရှိပြီးရတုမှာတောင်းရင်းမျိုးဤတာယာတင့်တဲ့ပုံကို ရေးပါ၄တောင်းရင်းရှိပြီးရတုတွင်တရသောတောင်းရင်းသူခင်ဦးနှင့်အင်းဝတာခင်ညိုချို့အကြောင်းကိုစိတ်ဝင်စားပွဲရေးပါ၃လေးလာမှုလမ်းညွန်၁ တောင်လင်းရှိပြည်ရတုကပြားဤရည်ရွယ်ချက်နှင့်ရည်ရွယ်ချက်တို့ရောက်အောင်ပို့ဆောင်ပုံကို တင်ပြပါတောင်လင်းရှိပြည်ကပြားသည်အင်းဝါခေရှင်မဟာတိလဝန္ဒာဤပိုက်ဆောင်ရတုကပြားတစ်ပုဒ်ဖြစ်သည်တောင်လင်းကြီးမျိုးမျိုးလူလင်မျိုးသားစာဆိုသည်ဇာတိမြေမှာအင်းဝါနေပြည်တော်သို့ရောက်ရှိကာအင်းဝါဘရင်မင်းကောင်ဤကိုကွက်စည်းကဲ့ခြင်းကိုခံခဲ့ရသည်မိမိဤဇာတိမြေတောင်လင်းကြီးမျိုးကိုတတိယလွမ်းဆွရာမှမိမိဇာတိမျိုးဂုံကိုဖော်ထုတ်တင်ပြလိုသောကြောင့်ဤရတုကိုရေးဖွဲ့ခဲ့ခြင်းဖြစ်သည် ရည်ရွယ်ချက်မှာတောင်တွင်းရွှေပြည်ဤတာယာတင့်တဲ့နေခြင်းစပွဲဖြစ်ပုံတောင်တွင်းသူတောင်တွင်းသားတို့ကိုမျိုးကိုရာကိုခင်မင်တွေ့တာဘုံတို့ကိုဖော်ပြလိုခြင်းဖြစ်သည်စာဆိုသည်ဤရုတွင်အင်းဝါသားခင်ညိုနှင့်တောင်တွင်းသူခင်ဦးဟူသောဇာတ်ကောင်နှစ်ခုကိုဖန်တီးထားသည်ခင်ညိုကခင်ဦးကိုအင်းဝါသို့လိုက်ရန်ခေါ်ရာခင်ဦးကမိမိဇာတိမည်သည့်မိများတာယာ၍နေခြင်းစပွဲဖြစ်ကြောင်းနှင့်တောင်တွင်းသူတောင်တွင်းသားတို့သည် ကိုမျိုးကိုရွာကိုမြည်မြခင်တရာသူများဖြစ်ကြောင်းခင်မျိုးကို ပြောပြပုံအကြောင်းအရာများဖြစ်သည်တောင်တွင်ကြီးမျိုး၏ခန္ဓာတင်းတဲ့ပုံကို တောင်တွင်ခေါ်မီဒုရွှေပြည်မှာရင်ကြီးနှဆုံးကျုံလဲတီတာလာပကြနှင့်တဏအတီ CEB တို့မျိုးနှင့်တဆောင်ရဲလောင်ရင်တာတကားလေးသွဲဖိုင်ဖန်ကျဲဤဟူ၍တရုတ်ပေါ်ရေးဖွဲ့ထားသည်ဤဖွဲ့အရာတောင်တွင်ကြီးမျိုးသည်ကြည်လင်နှဆိုင်သောကျုံကြီးကပက်ရန်လျက်ရှိသည် အေးမြသောကျုံးရီအလင်းတဲတွင်လည်းလာရောက်ထောပမှပွင့်လန်းကြသောလပကြကောကုမုဒ္ဒရာဂျာပန်တို့ကလည်းဝေဝေးစားစားပူပွင့်နေကြသည်တောင်တွင်ကြီးမြို့ဤလူရိုးကြီးမှလည်းတန်နာကြောက်တန်းများစီထားတကဲ့သို့ရရဲနေနေပါသည်လူရိုးပေါ်ရှိတစောင်းပြတ်တက်များကလည်းလှပတင့်တယ်သည်ရန်သူများမျိုးရင်းတို့မဝင်နိုင်စေရန်ရဲလောင်ရင်သားတို့ဖြင့်လည်းအခိုက်အမာရှိသည်တောင်တွင်ကြီးမြို့ဤလေးဘက်လေးတန်တွင်တကားကြီးလေးတွေကလည်း ရှင်ဟုံးခနာလှသည်ကိုတည်တာစီသည် တောင်တင်းကြီးမြို့သည်ဗုဒ္ဓသာသနာထွန်ကားစီပင်လည်းရရှိသည်ကျောင်းငယ်ဖရာများတို့ခံခန္နာနာတင်းနေတတဲသွာလာကြပုံကို အခါတမယာရောက်လာကလည်းဌာနဖရာကျောင်းငယ်သွားတော့ဝစ်စားစင်ရင်ထန်းလင်တန်လင်စီနင်းတဲ့အံ့ပွဲ ရိတ်ဆဲချမ်းရှင်လျှဲများဟုစိတ်မျက်စိတွင်မြင်အောင်လာအောင်တရုပ်ပေါ်ရေးပွဲထားသည် ဤတရုတ်ဘော်အပွဲများကရည်ရွယ်ချက်တို့ရောက်အောင်များစွာထောက်ကူပေးနေကြသည်စကားအတုံးတုံးကောင်းများကို ထိထိမိမိရွေးချယ်တုံးထားသည်ဖြင့်ပျောက်မြောက်လာသောအရေးအဖွဲတစ်ခုဖြစ်လာသည်တောင်တွင်းကြီးမြို့ကိုတောင်တွင်းခေါ်မီဒုရွှေပြည်ဟု၎င်းညအခါလာရောက်ခရင်ပွင့်သည်ကုမုဒ္ဒရာဂျာပန်ကို ကုမုဒ္ဒရာဂျာပန်ဟုအရေးပဲလာပကြဟု၎င်းစကားပရိယေဖြင့်တုံးထားသည်မှာနှစ်သက်စပွဲဖြစ်သည်ခရီးအကွာဝေးကို ပြောဆိုရာတွင် က်ပြန်ခေါင်းလောင်းဟူ၍၎င်းအတိုင်းအတာကိုပြောဆိုရာတွင်ကြကားတတွေဒေါင်းတငေးဟူ၍၎င်းမြင်လွယ်သည့်အယိုးရှင်းသောသကက်လုံးများဖြင့်စီလီယောလိုက်ဖက်အောင်ရေးပွက်ထားသည်အင်းဝါသာခင်ညိုအားဖွဲ့ရာတွင်မြား၏အသွေးကဲ့သို့စူပြေလက်ဆက်ပြီးထွားချိုင်းသူဟုမဆိုဘဲမြား၏ကျိုင်းတာရှေဝါသာဟုတမာပုတ်ဖြင့်ဖွဲ့သို့ထားရာကျစ်လင့်မှုရှိသောအကြောင်းဩဇာကုန်မြောက်ပါသည်မေတ္တာမျက်ရှိဟူသောအတုံးသည် တွက်မဲ့သောမေတ္တာကိုတွက်ရှိ၍သုံးသောကရိယာချီဖြင့်တွက်ဆက်သုံးခြင်းတိလားထုံဟုသောအသုံးသည်ယနမ်းမဲ့သောတိလားကိုယနမ်းရှိ၍သုံးသောတရိယာထုံဖြင့်တွက်ဆက်သုံးထားခြင်းတို့ကြောင့်ထိုအဖွဲ့သည်တမာတိကုံမြောက်သောအဖွဲ့များဖြစ်သည်ထိုကုံမြောက်သောအရေးအဖွဲ့များကရည်ရွယ်ချက်သို့ရောက်အောင်ပံ့ပိုးပေးတဲ့ကဲ့သို့ပင်အလင်္ကာမြောက်သောအဖွဲ့များကလည်းရည်ရွယ်ချက်သို့ရောက်အောင်ပို့ဆောင်ပေးပြန်သည် တောင်တင်းကြီးမျိုး၏မျိုးရိုးကြီးရရဲ့ဏီပုံကိုတန်တာအသည့်စီအီးပြီးတော့ဟူသောဥမာအလင်္ကာကပုံမထင်ရှားသေးသည်ခင်ဦးကမိမိမှာဇာတိမိမှာခရီးဝေးတို့ခွဲခွာရေးမသားဘူးကြောင့်ကို ရေချောင်းရှာသောယောက်ျားလားတို့ဟုထင်မြင်လွယ်သောဥပမာအလင်္ကာအမြောက်ကိုတွေ့နိုင်သည်တောင်တင်းရွှေပြည်၏နေချင်းစပွဲတာယာပုံကိုနှက်ပြီတူတမြလှဲ့တော်ဟုခိုင်းလိုင်းပုံကအလင်္ကာမြောက်ပေသည်ထို့အပြင်မိမိဇာတိမိမှာရက်ဝေးတို့မသားဘူးကြောင့်ကိုကြကားတရေတောင်တငိမြား အလွန်ယုံဖက်ဆိုထားပြရာအတိတရာဟုတ်ဒီအလင်္ကာမြောက်တည်ဟုဆိုနိုင်ပေသည်တောင်တွင်ကြီးမျိုးဤခန္ဓာကြီးကျယ်ပုံတာယာလှပဘုံတို့ကိုជីနုနှစ်သက်ပွဲတွေ့မြင်ရသဖြင့်တဏ္ဍာယတာကိုခံစားရသည်ထို့အတူတောင်တွင်သူ ခင်ဦးဤဇာတိမြေချစ်စိမျိုးရုပ်ကုံတိတ်ထားကိုမညိုးစေလိုသောစိတ်စောင်းနှင်းသောအကျင့်သီလတို့သည်စာဖတ်သူတို့အားနှစ်သက်မှုကိုဖြစ်စေသည်ထို့ကြောင့်အင်ဝခေစာသို့ရှင်မဟာသီလဝန္တ၏ တာနင်းရှိပြီးရတုတပိုင်လုံးသည်စာဆိုကြီးစကားအတုံးလုံးဂုံအလင်္ကာရတမြောက်အရေးပွဲစွမ်းရည်တို့ကြောင့်ကြပြာဤရွေချက်တို့ရောက်အောင်ပို့ဆောင်နိုင်သည်ကိုတွေ့ရသည်တာနင်းရှိပြီးရတုနှင့်ပတ်သက်ပြီးဆက်လက်လေ့လာထားသင့်သည့်မိဂုံများမှာတစ်တာနင်းရှိပြီးရတုကိုမြည်၍တာနင်းကြီးမျိုး၏တာယာတင့်တဲ့ပုံမြင်ကွင်းကိုတရုပ်ပေါ်ရေးသားပါနှင့်တာနင်းရှိပြီးရတုတွင်တွေ့ရသောတာနင်းသူခင်ဦးနှင့်အင်းဝါသားခင်ညိုတို့အကြောင်းကိုစိတ်ဝင်စားဖွယ်ဖြစ်ဆိုပါ 3တောင်းလင်းရွှေပြည်ရတုကို လေးလာပြီးအရေးအဖွဲ့ပိုင်းအရာရွေချက်တို့ရောက်အောင်ပို့ဆောင်ပုံကို တင်ပြပါဟုသောမိကုံးများဖြစ်ပါသည်